2025ခုနှစ်ဧပြီလ14ရက်တင်းလာနေမယ့်ဆောဆောနှုတ်ကပါတော်ညီဖျားသခင်သာတောက်လာတဲ့ကျွန်တော်တို့တင်ပြခန်းစားပြီးတိတာကလာတော်လာခြင်းလည်းမခွင့်ရတဲ့ပြင်ဆင်ပြည့်ဖြစ်ရှင်နာမှာဘုံကြီးပါစီတော့ကလာချင်ရှိစွာရင်းနှောမဆွေတစ္ဆာနေဒီဂရီပါဝင်ကျွန်တော်ကျမကြောက်ချင်းစီသက်ရှင်ခဲ့တာ104ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလွန်ခဲ့တဲ့104ရက်ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စဉ်းစားပြီးတော့အချိန်ကာလကိုရွေးနှုတ်ကြည့်ရအောင် ကျန်ရှိသေးတာကိုမနက်ဖြန်စပြီးတက်ကုန်ထီ262ရက်ကျန်ပါသေးတယ်။ကျန်ရှိသေးတဲ့အဲ့ဒီရက်ဒီမှာလည်းကာလာချွန်ကောင်းဆုံးရွေးနုတ်ပြီးပွားလာခြင်းလေအသက်ရှင်ဖို့လုံးကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ဒန်နီလာအနာဂရိချန်ခန်းကြီးစနစ်အပိုင်ငယ်နှစ်ဖြစ်တယ်။ထိုကာလခါမြေမုန်၌အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။အချို့တို့က ထာရအသက်ရှင်ခြင်းနဲ့လကောက်အချို့တို့ကရှက်ကြောက်ခြင်းထာရအသည်ပြက်ခြင်းနဲ့လကောက်နှိုးချလိမ့်မည်မြတ်တော်သည်အသက်ရှင်တဲ့ဇာတော်ဖြစ်တိုင်းကြောက်တဲ့မောင်ဘုရားခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစေတော့လူရောက်တိုင်းတွင်ဖမတ်သူအောင်မဖြောင်းတော့သူပါနော်လူအပေါင်းပေါ့တနည်းမြေမုတ်ကနေပြန်လဲအသက်ရှင်ထမြောက်မယ်ဆိုတာဟုတ်ပေါ်ညွှန်နေခြင်းပဲဖြစ်ပါတယ် အထမြောက်ခြင်းနှစ်မျိုးရှိတယ်။ခရစ်ယာန်စာဖတ်ခဲ့တဲ့အချိန်ထာဝရအသက်ရှင်ဖို့ထမြောက်တယ်။အဘဘဒူလေးတယ်။ကယ်တင်ပိုင်ရှင်ဖြစ်တဲ့အရှင်ရှုဖျောက်တိကျွမ်းတဲ့သူတွေဖြစ်ပါတယ်။ဖျားရှင်တော်မှာပုံကြည်ပါစေ။တရားနာပိသက်ဒီထက်မှာပါသွားလိမ့်မယ်လို့ဒီလူဒန်းစားတွေဖြစ်လိမ့်မယ်လို့ကြော်ယုံကြည်ပြောင်းလဲပါတယ်။ကျွန်တော်မဖြစ်စေချင်တော့ဒုတိယလူဒန်းစားပါ။သူတို့ကပါလဲရှက်ကြောက်ခြင်းတကွာထာဝရအသေးပြခြင်းနဲ့ပြန်လဲနိုးချလိမ့်မယ်။ တော့ဖြောက်မတဲ့သူလည်းပြန်လဲအသက်ရှင်သူလို့ခံမြောက်သူလို့မဖြောက်မတဲ့သူလည်းပြန်လဲအသက်ရှင်ထမြောက်မယ်ဒါပေမဲ့ဒီတဲမှာတော့ကျော်တိဖို့လို့တော့နှစ်တထောင်ခွာချက်ရှိတယ်ခုနသာရသက်ရှင်ခြင်းအတွက်ထမြောက်တာရယ်သာရအသေးပြဖို့အတွက်ထမြောက်တာအဲ့ထမြောက်ခြင်းနှုတ်ကမှာနှစ်ထောင်ခွာရတယ်ဒါတော့ယေရှုကိုယ်တိုင်လည်းဘာပြောထားလဲဆိုရင်ရှင်ခရစ်ဝင်ခန်းကြီး9အပိုင်ငယ်28 29မှာ 天前面貌许多多帮助的，暴露也是家长和教育、传媒承要了压力到阿多啊，国筑股建造主的啊，担心啊，他们要建到了讲；，所有到啊，建筑见到的主的啊，必担心呀，他们要建到了讲。出现加了大，那个什么说了不偏心，讲几句把子，不然就表人。呃，但是呢，你讲来表达人，他们要真的没有戏的；，啊，先收偏来表达人，他们要真的没有戏的。 အရှင်ကအသက်ရှင်နေကြကျွန်တော်တို့အသက်ရှင်ရမှာဟာလေလုယာလူတိုင်းအတွက်ဖြစ်တယ်နော်လူအပေါင်းအတွက်ဒါပေမဲ့ဒီထမောက်ခြင်းနှစ်ခုရှားမှာကျွန်တော်ခုနပြောတဲ့ gap လို့ခေါ်တဲ့ kwa ချက်ကနှစ်တထောင်ရှိနေမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်စဉ်းစားဖို့လိုတာပါဆိုရင်အရှင်ရှုဖျားသည်အကယ်စင်စစ်ထမောက်သက်ရှင်နေဖျားဖြစ်တယ်ဆိုတော့ဒီမှုရနေပေါ့တသက်ထူမှာမကကျွန်တော်တို့လည်းအဲ့ထမောက်ခြင်းကိုပေးထားတဲ့အရှင်ဖြစ်တယ်ထမတဲ့သူလည်းထမောက်မှာနော်ဒါနှစ်ထောင် မတိုင်ခင်နှစ်ထောင်အဆိုချင်းဆိုရဲနိုင်ငံတော်ခေတ်ကာလမတိုင်ခင်ပေါ့ပြီးရင်တစ်ထောင်အဆုံးမှာလည်းအားလုံးထမြောက်မှာနော်ခေတ်ကာလဆက်ဆက်ရကဘာကစပြီးတော့အဲစီရင်တဲ့ချိန်တိုင်းပြပလင်ဖြူစီရင်ခြင်းလို့ခေါ်တာအဲ့မှာလည်းမဖြောက်မတဲ့သူတွေမပြောင်းလဲသေးတဲ့သူတွေအခုလော်လော်လာလာမယုံကြည်သေးတဲ့သူအဲ့မှာလည်းထမြောက်မှာဖြစ်ပါတယ်ယောဒီလူဒန်းစားနှမျိုးတွေကဘယ်လူဒန်းစားမှကျွန်တော်ပါမလဲခုနကကျွန်တော်မြစ်တာနဲ့ဆန္ဒပြုစီခြင်းနာတော့တရားနာပိသအောင်တော့ပထမထမြောက်ခြင်းမှာ ပေါင်းလိမ့်မယ်။ဟောပထမဆုံးမောရှင်လို့ပြောတဲ့ခါမှာအသိတော်ခြေဆောင်ကြီးနဲ့ရှိပါတယ်။ဒါကဣသရေလလူမျိုးတွေမထမြောက်ခင်ခုနှစ်နှစ်အလိုမှာအသိတော်ခြေဆောင်မှာအဲ့ချိန်မှာလည်းခရစ်တော်နဲ့အိဂျိုတွေထမြောက်မယ်သတ္တတော်နဲ့ဩရစာပမဆောဆောင်ခန်းကြီးလေးအပိုင်ငယ်စတော်နဲ့အပိုင်ငယ်ဆက်ရှိမှာပေါ်ပြတဲ့အတိုင်းပေါ့နော်။ပြီးရင်နှစ်ခုနှစ်နှစ်ပေးတဲ့ကာလပြီးမှဒုတိယကျင်ကြွလာခါမှာဣသရေလလူမျိုးတွေထမြောက်ကြလိမ့်မယ်။ဟောဒါကသာရသက်ရှင်ခြင်းတွေထမြောက်တာဖြစ်ပါတယ်။ဒါအဲ့ထမြောက်ခြင်းမှာဝန်စားလူကမင်္ဂလာရှိတယ်လို့ ြတိကျမ်းဖော်ပြပါတယ်ဒါကြောင့်ဒီကနေ့ပြီးမှမိဘဝတက်တာထဲမှာထားမြောက်ခြင်းနှမျိုးရှိရဲ့ဆိုတာသိရအောင်ယုံကြည်သူလက်ထားမြောက်မယ်နှစ်ထောင်ပြီးမှနှစ်ထောင်ကြားထဲမှာကွာချက်ပြီးမှမယုံကြည်သူလက်တရားစီရင်ခံဖို့အတွက်ပြင်ပြစီရင်မှာထားမြောက်မယ်ဆိုတာကိုတည်ချွန်းခြင်းနဲ့တွားရအောင်လို့တိုက်တွန်းလိုပါတယ်ကျွန်တော်ရေနှုတ်ကတော့နဲ့ဝင်ကချင်အပြင်ရောက်တဲ့မှာဖျားသခင်သည်အတ္တတပံပြန်လဲကောင်းကြီးပြပါစီတော့ဆုတောင်းနိုင်ကြပါစို့မိတော်ရှင်ဖပါပြထားမြောက်ခြင်းနှမျိုးရှိပါတယ် ယုံကြည်သူရဲ့ထမ်းမြောက်ခြင်းဟာသာရအသက်ရှင်ဖို့ဖြစ်ပါတယ်။မယုံကြည်သူကတော့သာရရှက်ကြောက်ခြင်းနဲ့သာရအသေးပြင်းခြင်းဖို့ထမ်းမြောက်ရမှာဖြစ်ပါတယ်။ဒီထမ်းမြောက်ရင်တူကြမှာနှစ်ဆောင်ပွားတယ်လို့ကျမ်းစာအပြင်သိရပါတယ်။ယောက်ဒီအမှုရာအပြင်သာရမြတ်သခင်ရှိပြသည်အကယ်စစ်စစ်သေးရန်ရှိပြထမ်းမြောက်ဝင်မှာမကလူသားတိုင်းကိုလည်းဖြောင့်မတ်သူလည်းဖြောင့်မတ်တဲ့ချိန်မှာဖြောင့်မတ်ခြင်းတွေထမ်းမြောက်စီမဲ့ပြီးတော့နှစ်ထောင်ကြာမှာမဖြောင့်မတ်တဲ့သူတွေမပြောင်းတဲ့သူတွေလည်းစီရင်ခံဖို့တဲ့ ဖမ်းမြောက်စီမဲဆိုတာတီချမ်းချင်းသွားလာစရာအကြောင်းဖြစ်စေဖို့ဒီနောက်ကတရားစာဖြင့်ကောင်းချီးပေးပြီးတော့လမ်းပြပါပြီးကြောင်းဖမ်းမြောက်တက်ရှင်တော်မူသောအရှင်ယေရှုဖရားနာမတော်မြတ်ကိုမြည်ပြုပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နိုင်ကြပါတော့ဖဖရားသခင်အာမင်လာမယ့်ဧပြီလ20ရက်နေ့ဟာဖမ်းမြောက်တော်မူရာနေ့အစ္စဆန်နေ့ဖြစ်ပါတယ်အဲကြောင့်ပြီးခဲ့တဲ့ဧပြီလ6ရက်အော်ပထမဆုံးဒီဧပြီလရဲ့သခင်ဖရားနေ့ပေါ့အဲ့နေ့ကစပြီးတော့ဖမ်းမြောက်ခြင်းကြောင့်ကျွန်တော်စဉ်းစားလေးရှိပါတယ် ဟောအိဗရာ20မှာဆုံးသတ်မှာဖြစ်ပါတယ်ဒီစုစုပေါင်း15ရက်တာကာလစဉ်းစားမှာဖြစ်ပါတယ်ဒါဒီစဉ်းစားရွေချက်ကတော့ရွေချက်ကတော့အရှင်ရှုဖျားသည်တေခြင်းကနေအကယ်စင်စစ်ထမြောက်လို့ဆိုတာတိကျွမ်းယုံကြည်တော်တို့ပဲဖြစ်ပါတယ်လို့အကြောင်းတိုင်းကောင်းကြည့်မင်းလားဖြစ်မလို့ယုံကြည်ပြုံးလင်းပါတယ်ထမြောက်ရှင်သန်ခြင်းမှာယုံကြည်သူဖြစ်တဲ့ကြောင့်ပောင်းဝင်ရတဲ့ခွင့်ကကြီးမားတဲ့ကောင်းကြည့်ပါမပြောင်းလဲသေးဘူးမယုံကြည်သူဆိုတော့တရားစီခံဖို့အတွက်ထမြောက်မှာဖြစ်ပါတယ်လို့ဒီနှစ်ခုပိုင်းခြားသိပြီးတော့သွားလိုက် ကျင်လည်ကြပါစို့လို့တိုက်တောင်းနှုတ်ဆော်လိုပါတယ်။နောက် public မှာ share လို့ချမ်းပြေမှုလို့များမှာဆက်လက်ပောင်းပေးပါအောင်။ရောက်တဲ့မောဖျားခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တို့ကအတော်လောင်ပြီးလမ်းပြတော်မူပါစေတော့။အာမင်။